ဒါကဒေါက်တာသက်သက်ခိုင်ကသာလှုပ်တော့ကိုယ်စီလောင်းဖြစ်ပြည့်ပြည့်ချင်းဖြစ်ပါတယ်သူရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒေါက်တာသက်ခိုင်အားလှုပ်တော့ကိုယ်စလဲဖြစ်ပယ်ချလိုက်တာမှန်ကန်ကြောင်းကြော်ဆိုးပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာအားလုံးမင်္ဂလာပါဗျာကျွန်တော်ကြော်ဆိုးပါဒီနေ့အောက်တိုဘာလ29ရက်နေ့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ရောဗျာဒီဒေါက်တာသက်ခိုင် တော်သက်သက်ကိုင်းလွတ်တော်ကိုယ်စားလောင်းဖြစ်ကနေပြီးတော့ပယ်ပြတ်ခိုင်းတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်ပိုင်းနဲ့စပြီးတော့ဒီကနေ့ညနေပိုင်းထိကျွန်တော်ပွဲတွေအတော်ဆူနေတယ်။တော်ဆူနေတယ်။အဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကမနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်။မနေ့ကကျွန်တော်တင်ပြတဲ့ခါမှာနံပါတ်၁ချက်ကကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂါကနနသိတယ်ဗျ။ကျွန်တော်သတင်းသမားတယောက်ကတော့ဗျာသတင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တင်ပြရမှာပဲ။ဒါဒါကျွန်တော်တို့တောင်းပါမယ်။ကျွန်တော်သတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ချစ်တဲ့သူတွေရှိမယ်မုန်းတဲ့သူတွေရှိမယ်။ဒါသတင်းရဲ့သဘောတဘာဝပါပဲ။ကျွန်တော်တို့ကတော့ဗျာကျွန်တော်တို့ သတင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုသိပိုင်ခွင့်ပေါ့ဗျာသိပိုင်ခွင့်ကိုကျွန်တော်တင်ပြတာဖြစ်တယ်ကျွန်တော်တို့မှာဟိုဘသူ့ချစ်လို့ဘသူ့မုံလို့ဆိုတာမရှိဘူးကျွန်တော်တို့ကသတင်းနဲ့ပတ်သက်တာပြည်သူလူထုသိပိုင်ခွင့်နဲ့ကျွန်တော်တင်ပြမယ်ဟိုမနေ့ကကျွန်တော်ဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြခဲ့ပါတယ်တင်ပြတဲ့ခါမှာကျွန်တော်ဒီအမိစင်းနေဒီပုဂ္ဂိုလ်ကဘသူဆိုတဲ့နာမည်ကိုကျွန်တော်သွဲဝတ်ထားခဲ့တယ်စသဖြင့်ကျွန်တော်သွဲဝတ်ထားခဲ့ပါတယ်ဒီချင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်တို့သတင်းတောက်တွေကယူကောက်ဝယ်ကော်မရှင်ကိုမေးခွန်းနေမိခဲ့ပါတယ် ရွေးကောက်ပွဲကော်မရှင်ကလည်းအေဒေါ်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားခဲ့တာရှိပါတယ်။အဲဒီမှာဘာဖြေတာလဲဆိုတော့ရောင်းလိုက်ပြချင်းအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နှစ်တွေနဲ့အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ဒီတဲ့သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥရေပုံမှရှေ့ကာကြီးပါပြတဲ့ချက်များနဲ့ညီစိုးသဖြင့်နဲ့လွတ်တော်ကိုယ်စားလှယ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်တဲ့သက်ဆိုင်ရာလွတ်တော်ကိုယ်စားသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲနေဥရေ36ဂါရ လွတ်တော်ကိုယ်စားလောင်အဖြစ်အမည်စင်းထုတ်ပြန်ပြီးနောက်အမည်စင်းတင်သူတူဦးတည်ရဲ့ရွေးကောက်ပွဲမကျင်းပမီလွတ်တော်ကိုယ်စားလောင်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ဆုံးရှုံးသွားလျင်ထိုသူ၏အမည်ကိုလည်းလွတ်တော်ကိုယ်စားလောင်များ၏အမည်စင်းမှပယ်ဖျက်မည်ဖြစ်ပါသည်ပြီးတော့ရမှာကျွန်တော်တို့နောက်ထပ်ဒီအခြားသောသတင်းဌာနတွေထပ်မေးရထပ်မေးတဲ့အခါမှာရုပ်ောက်ဝဲကွန်ပျူတာထပ်ဖြစ်ပါတယ် ရန်ကုန်တိုင်းပြည်ကြီးအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နဲ့တွင်တဲ့အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါက်တာသက်သက်ခိုင်၏တပ်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥရေပုံမှအရှိကကြီးပါပြတန်းချက်ပြတန်းချက်ပြတန်းချက်နှင့်ညီစိုးသဖြင့်လွတ်တော်ကိုယ်စားလှယ်ဆင်းမှပယ်ဖြတ်ခြင်းဖြစ်ပါသည်တဲ့လွတ်တော်လိုက်မဲဆန္ဒနဲ့အသီးသီးတွင်တဲ့အမည်စင်းတင်စားသည့်လွတ်တော်ကိုယ်စားလှယ်9023တွင်တဲ့9023တွင်တဲ့ဖွဲ့စည်းအခြေခံဥပဒေတပ်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေ နေဦးရများနဲ့ညီညွတ်မှုမရှိသဖြင့်ပယ်ဖျက်ခဲ့သည့်လွှတ်တော်90လောင်း86ဦးရှိပါတယ်အဲ့တော့တတိယမြို့ကျတော့တနင်္ဂနွေလုံးမှာစင်ပေးသူနာနဲ့လွှတ်တော်90လောင်းအားလုံးက9023ဦးရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဦးရနဲ့မညီလို့ပယ်ဖျက်ခဲ့တဲ့လွှတ်တော်90လောင်းအားလုံးက86ဦးရှိပါသေးတယ်တဆရာမဲဆန္ဒနဲ့အလိုက်ဝင်ရောက်ရှင်းပြမိလွှတ်တော်90လောင်းအမည်စင်းအားတဆရာရုပ်ောက်ဝဲကော်မရှင်အဖွဲ့ရုံးများတွင်နဲ့ကတ်ထားခြင်းညာခြင်းညာပေးထားပြီးတော့ UC website တွင်လာပေါ်ပြထားပါတယ် သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးသည်ရွေးရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့သာသက်ဆိုင်ပြီးတော့စစ်ကောင်စီဝင်ကြီးဟောင်းဒေါ်သက်သက်ခိုင်ကိုစစ်ကောင်စီရွေးကောက်ကဝင်ရောက်ရှုပ်ပြိုင်ခွင့်ပေးအော်တိုဘာ25ရက်နေ့မှာ Facebook မှာ live လွှင့်ပြီးအမေဖြစ်စီစုကိုဒေါ်သက်သက်ခိုင်အတိမပေးပဲဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါ်သက်တက်ခိုင်ကိုကိုယ်စားလှယ်လောင်းစည်းရင်းကနေတဲဖြတ်လိုက်ပြီးစစ်ကောင်စီရွေးကောက်ပွဲဝင်ပြန်ခွင့်မရှိတော့ဘူးလို့စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။တက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ကပါပြထမ်းချက်နဲ့ညှိစွန်းနေတာကြောင့်ကိုယ်စားလှယ်လောင်းစည်းရင်းကနေတဲဖြတ်တာဖြစ်တယ်လို့စစ်ကောင်စီရွေးကောက်ကဆိုပါတယ်။အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၅ရွေးကောက်တင်မြောက်ခံပိုင်ခွင့်သူများနှင့်ဆက်လက်ရည်တည်ပိုင်ခွင့်မရှိသူများမှာပုံမှန်၈ကပါဝင်ပြီး ဲ့ဒီပြဋ္ဌာန်းချက်မှာနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မတင်လျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူလို့ဖော်ပြပါတယ်။အဲ့ဒီပုံမှန်နဲ့ညှိဆိုးနေတယ်လို့စစ်ကောင်စီကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာဒေါ်သက်သက်ခိုင်ဟာအကျွေးမကင်းရှင်းဘူးလို့နားလည်ရပါတယ်။ဒေါ်သက်သက်ခိုင်ဟာကွန်ဒိုအင်ယာစီမံကိန်းတွေ ကြောင့်ငွေကျပ်ဘီလီယံပေါင်းများစွာကိုဗန်ချေးငွေယူထားတဲ့ကမ္ဘောဇာဘဏ်ကိုပြန်လည်ပေးဆက်ဖို့ကြံရှိနေတာဖြစ်တယ်လို့စောက်လုပ်ရေးလုပ်ငန်းရှင်အတိုင်းဝိုင်းကစုံစမ်းသိရပါတယ်။ ေါ်သက်သက်ခိုင်ဟာအောက်တိုဘာ25ရက်ဒီနေ့ညပိုင်းမှာ Facebook စာမျက်နှာတွေကနေ live လွှင့်ပြီးအမေဖြေကဏ္ဍပြုလုပ်ဖို့စီစဉ်ထားခဲ့ပေမဲ့ကိုစလဲလောင်စရင်ကနေပယ်ဖြတ်ခံရတယ်လို့သတင်းတွေ ထုတ်ပေါ်လာချိန်မှာအဲ့ဒီအစီအစုကိုဖျက်သိမ်းခဲ့ပါတယ်။နိုင်ငံရေးပါတီတခုရဲ့ဥက္ကဋ္ဌတာဝန်ယူထားသူဟာပြည်သူလူထုနဲ့ online ကနေအမေဖြေပြုလုပ်မယ်လို့ကြိုတင်ကြေညာထားမှုကိုပြန်လဲတောင်းပန်မှုအတိပေးရှင်းပြမှုမလုပ်ဘဲဖျက်သိမ်းခဲ့တာဖြစ်တယ်လို့စောင့်ကြည့်သူတဦးကပြောပါတယ်။ နိုင်ငံရေးပါတီနေပြီးအကျုံးဝင်ခြင်းမရှိပါကြအောင်အဲ့တော့နံပါတ်၁ချက်ကဗျာဟိုဒေါက်တာသက်သက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်စီလောင်းဖြစ်ကနေပဲဖြစ်လိုက်ပြီသို့တော်လည်းပဲဒါကကျွန်တော်တို့ဒေါက်ဒေါက်တာသက်သက်ကိုင်းတယောက်ကိုပဲပယ်ဖြတ်လိုက်တာမဟုတ်တော့ကိုယ်စီလောင်းဖြစ်သူ့ရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုပယ်ဖြတ်ခြင်းမဟုတ်ပါဘူးပြည်သူ့ရှေ့ဆောင်ပါတီကတော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်သူ့ရဲ့မွေးတိုင်းရှိပါတယ်နံပါတ်၂ချက်ကတော့ဒေါက်တာသက်သက်ကိုင်းအနေနဲ့ထပ်ပြီးတော့ကျွန်တော်အယူအယူခံဝင်ပိုင်ခွင့်မရှိတော့ပါဘူး အယူခံအယူခံဝန်ပိုင်ခွင့်လောကမရှိတော့ပါဘူး။ဒါဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်ရဲ့စာကိုကြည့်ကြည့်အပြင်ဒေါ်လာသက်သက်ခိုင်ကလက်ရှိဒီ2025ရွေးကောက်ပွဲမှာသူ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်လောကမရှိတော့ပါဘူး။အထက်လာပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ဒီဂျားပြက်ရွေးကောက်ပွဲမှာအဂျားပြက်ရွေးကောက်ပွဲမှာသူပြန်ပြီးတော့အတူရဲ့ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးသွားပြီဆိုရင်တော့ဗျာဒါပြန်ပြီးတော့သူရွေးချယ်ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ရှင်းလင်းပြီးသွားရင်တော့ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ် ဒါတော့ကျွန်တော်တို့ဟိုဒေါက်တာသက်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ you got web competition ထုတ်ပြန်ကြပါဒီသတင်းပြန်ချုပ်ကြည့်တာကနံပါတ်1ဒေါက်တာသက်သက်ခိုင်အနေနဲ့ဒါ you got web competition ကဒေါက်တာသက်သက်ခိုင်ကိုလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်လိုက်ပါတယ်နံပါတ်2ချက်ကဒေါက်တာသက်သက်ခိုင်အနေနဲ့ you got web competition ကိုအယူခံဝင်ပိုင်ခွင့်မရှိပါဘူးနံပါတ်3ချက်ကဒါကဒေါက်တာသက်သက်ခိုင်ကိုဒါလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖြတ်ခြင်းဖြစ်ပါတယ်သူ့ရဲ့ပါတီဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူး။နံပါတ်၄ချက်ကလွတ်တော်ကိုယ်စားလှယ်ဖြင့်စည်ရင်းပေးသွင်းလာသူအလုံးက9023ရှိပါတယ်။အဲဒီမှာကျွန်တော်တို့ဥပဒေနဥပဒေစသဖြင့်တည်ဆဲဥပဒေများနဲ့ညီညွတ်မှုမရှိတဲ့လွတ်တော်ကိုယ်စားလှယ်86ခုလည်းဥပဒေရကျွန်တော်ပယ်ဖျက်လိုက်ပါတယ်။ဒါတော့ကျွန်တော်တို့ဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့အခြေအနေပါ။အဲတော့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းပြီးခဲ့ရက်ကတင်ပြခဲ့ပါတယ်။မနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်။ကျွန်တော်တင်ပြတဲ့အခါမှာတော့ကျွန်တော်လူပုဂ္ဂိုလ်ရဲ့အမိတွေ ပါတီတွေကျွန်တော်ထုတ်ပေါ်ခြင်းမရှိပါဘူးကျွန်တော်ကအများအားပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီပုဂ္ဂိုလ်ရဲ့နိုင်ငံရေးယုံကြည်ချက်သူ့ရဲ့ပါတီတွားနေတဲ့နိုင်ငံရေးအရွေးပေါ့ဗျာဒါကိုကျွန်တော်ကမထိခိုက်စေချင်ပါဘူးသို့တော်လည်းပဲကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့အခါကျတော့ပြည်သူတွေရဲ့သိပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်